ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါပြီးပန်းမီဒီယာဖြစ်ပါတယ်ခင်ဗျာဒီကနေ့မေလာနှစ်ရက်နေ့ထူးခြားတဲ့တရင်ချိုကောင်းတို့ပြီးတပြပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးတရင်တစ်ခုအနေနဲ့ဖြာပုံမျိုးနဲ့မှာနှစ်လားကြော်ကြာပျောက်ဆုံးခဲ့တဲ့ဒါမဖူးဘူးပေါ့ပျောက်ဆုံးသွားတဲ့အမျိုးသမီးငယ်နာမည်ကမဖူးဘူးသူ့ရဲ့အယောက်လောင်းကိုပြီးခဲ့တဲ့ရက်ကပြန်လဲတွေ့ရှိခဲ့တဲ့အခြေအနေပါသူပျောက်သွားတဲ့အချိန်နဲ့တွေ့တဲ့အချိန်ကကျွန်တော်တို့နှစ်လားလောက်ကြာပါတယ်သူအိမ်ကနေထွက်သွားတဲ့အချိန်ကဖေဖော်ဝါရီလ22ရက်နေ့ပါသူ့ရဲ့ဇာတိကဖြာပုံမျိုးနဲ့ကြုံတာကြည့်ရပါဖြာပုံမျိုးနဲ့ကြုံတာကြည့်ရတာကနေပြီးတော့ဖေဖော်ဝါရီလ22ရက်နေ့ကမဖူးဖူးကနေကနေထောက်ခွာသွားတယ်နေကနေထောက်ခွာထောက်ခွာသွားပြီးနောက်ပိုင်းမှာသူ့ရဲ့မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်နေတယ် အဆက်တော်ပြောတော့မိသားစုဝင်တွေကဒါသူလူပြောင်းနဲ့လူပြောင်းနဲ့ပတ်သက်ပြီးတော့သူပြောင်းဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒီသက်ဆိုင်ရာနေမီရဲစကန်ဒီမှာဒါလူပြောင်းသွားပြီးတော့တိုင်ထားတယ်ပေါ့ဗျာလူပြောင်းတိုင်သွားပြီးတော့တိုင်တယ်အဲ့တိုင်ချောင်းမှုနဲ့တကွာဧပြီလ29ရက်နေ့မှာဧပြီလ29ရက်နေ့မှာဒါကျွန်တော်တို့ဖြာပုံမြို့နယ်ကိုယ်ဝင်နေကြည့်ပါနဲ့တပြန်ကွကြည့်ပါကြတနည်းပြကျွန်တော်ဖြာပုံဘူကလေးလမ်းဖြာပုံဘူကလေးလမ်းပိုင်းအဲ့ကိုင်းတော့ကိုင်းတော့ထဲမှာဒါအမျိုးသမီးငယ်တယောက်ရေရုံလောင်းကိုတွေ့သွားတယ်တွေ့တာကကျွန်တော်တို့အဲ့ဒေတာကဒီငါးရှာဖားရှာပေါ့ ငါးချာဘာချာဒေတာကနေတွေ့တယ်တွေ့တဲ့အခါမှာကျွန်တော်တို့အဲ့မှာရှိတဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကဒါမြို့နယ်ရဲတပ်ဖွဲ့အကြောင်းကြားတယ်မြို့နယ်ရဲတပ်ဖွဲ့အကြောင်းကြားတဲ့အခါမှာမြို့နယ်ရဲတပ်ဖွဲ့ပြီးရင်ကျွန်တော်ဒေတာမှာရှိအုပ်ချုပ်ရေးအဖွဲ့ပြီးရင်ကျွန်တော်လူမှုကွန်ရေးအဖွဲ့တွေတွားပြီးတော့ဒီရုံလောင်းကိုတွားတည်တယ်ပေါ့ဗျာတွားတည်တဲ့အခါမှာအဲ့ဒီရုံလောင်းမှာတွေ့ရတာကရုံလောင်းမှာတွေ့ရတာကကျွန်တော်တို့ဒီလက်မှာဗျာဒီပလက်တီနမ်ဟန်ချင်းတွေ့ရတယ်ပလက်တီနမ်ဟန်ချင်းတွေ့ရတယ်ပြီးရင်ဒီအလောင်းကတော့ကျွန်တော်တို့အသားတွေလောင်းမှမရှိပါဘူးခန္ဓာကိုယ်မှာကျွန်တော်အရိုးတွေပဲရှိတော့တယ်အရိုးတွေရှိတယ်ပြီးရင်ကျွန်တော်အိုးစားတွေကျန်သေးတာပေါ့ဗျာအိုးစားတွေကျန်သေးတယ်ဆိုတော့တဲလုံးစားအနေနဲ့ဒီအမျိုးသမီးငယ်ရဲ့လက်မှာဝတ်ထားတဲ့ဒီပလက်တီနမ်ပလက်တီနမ် ဝတ်တဲ့ပလက်တီနာကျွန်တော်ဟန်ချင်းပေါ့ဗျာပလက်တီဟန်ချင်းကဒီတဲလုံစားအနေနဲ့ဒါရက်တက်ဖွဲရနေပြီးတော့သူရဲ့ဒီလူပြောက်ကြွန်ကြာထားတဲ့လူပြောက်တိုင်ထားတဲ့ခုနကကောင်မလေးရဲ့ကြီးဝါဖြစ်တဲ့ဖြာပုံမြို့နယ်ကျုံတာပေါ့ကျုံတာကြီးဝါမှာရှိတဲ့မဖူးဖူးရဲ့မိဘတွေစီကိုတွားပြီးတော့ဆက်သွယ်ပြီးတော့အကြောင်းကြားတယ်ပေါ့အကြောင်းကြားတဲ့အခါမှာဒါသူ့ရဲ့ပြေဆုံးသွားတဲ့ကောင်မလေးရဲ့မိဘတွေကလည်းဒါကသူ့သမီးဖြစ်ကြအောင်အတီးပြပါလေဒါနဲ့ဆက်ဆက်ပြီးတော့ဒါသူတို့ဖော်ထုတ်တယ်ပေါ့ဖော်ထုတ်တဲ့အခါမှာ ဒီအမျိုးသမီးငယ်ကိုတက်ဖြတ်မှုထဲမှာပါတဲ့တနည်းအားဖြင့်ကျွန်တော်တို့ကဒီတရားရုံးကအမိတ်မချမချင်းတော့ကျွန်တော်ဒီကြားမှာတန်တရားမှုပေါ့ဗျာတန်တရားနဲ့ဖမ်းတယ်ပေါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့သူနဲ့ဒီအမျိုးသမီးငယ်ကိုတက်ဖြတ်တဲ့သူကဒီအမျိုးသမီးငယ်နဲ့ဒါဝမ်ဝဲတော်ဆက်တဲ့ရွှေမျိုးတော်ဆက်တဲ့သူ့အပါဝင်လျောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်အဲ့ဒီဒီဖမ်းဆီးထားတဲ့တက်ဖြတ်ခံရတဲ့အမျိုးသမီးငယ်ရဲ့ဒီဝမ်ခွဲပေါ့ဗျာဝမ်ခွဲဝမ်ခွဲကဝမ်ခွဲရောက်ကြလေးပေါ့ဗျာဝမ်ခွဲကသူ့ရဲ့မျိုးမှာကျွန်တော်လောင်းစားလေးလုပ်တယ်အတောက်စားလေးရှိတယ် တောင်းဆိုင်လို့တဲ့ကကျွန်တော်ငွေကြီးလိုတယ်ငွေကြီးလိုတဲ့ကမှာသူ့အမောက်ပဲသူတို့သူတို့အုပ်စုဖွဲ့ပြီးတတ်လိုက်တဲ့ပုံဖြစ်တယ်အမျိုးသမီးငယ်ကသူ့ရဲ့နေကလည်းထွက်သွားတဲ့အချိန်မှာသူ့ဆိုင်ငယ်ပါတယ်ပြီးသူကန်ထဲက iPhone ပါတယ်ပြီးဆွဲချိုးတွေပါတယ်လက်ကောက်တွေပါတယ်ပေါ့အဲ့ဒီအရာတွေအားလုံးကိုကိုယ်ကသူ့မောင်နဲ့အတူတူကဒါယူပြီးတော့ကျွန်တော်တို့ဒါလောင်းစားထဲမှာထည့်လိုက်တယ်ပေါ့တောင်းစားထဲမှာထည့်လိုက်တယ်ပေါ့အဲ့တော့အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဖန်စီ၄ရောက်တော့ဖန်စီရမိထားတယ်၄ရောက်တော့ဖန်စီရမိထားတယ်လက်ရှိကျွန်တော်တို့တက်ဆိုင်ရေးတဲ့ပွဲရတယ်ပြီးတော့ကျွန်တော်တို့ဒီစုံစမ်းစစ်ဆေးနေတယ်အဲ့ဒီအမျိုးသမီးငယ်ကိုတက်ဖြစ်လိုက်တာကလည်းမောင်တုံးဝန်းခွဲတက်ပြက်ခံရတဲ့ဒါအမျိုးသမီးက အသက်ကကျွန်တော်24နှစ်သူ့နာမည်ကမဖူးဘူးသူကကျွန်တော်တက္ကသိုလ်ကနေပြီးတော့ဒါဘွဲရတာတဲ့အမျိုးသမီးဖြစ်တယ်သူ့ရဲ့လိစာကဖျားဖို့မြို့နယ်ကျုံတာကြီးပါဖြစ်ပါတယ်နောက်တစ်ဒီမိုဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့ဒီမန္တလေးမြို့မှာဖြစ်ခဲ့တဲ့ခြေနေပါမန္တလေးမြို့မှာဇနီးဖြစ်တဲ့သူကလင်းငယ်နဲ့ပေါင်းပြီးတော့ဒါခင်မုန်းဖြစ်တဲ့သူကိုတန်းတန်းနဲ့ဖြစ်တယ်ဒါနဲ့ထိုးတယ်အဲ့တော့အဲ့ခြေနေဖြစ်ခဲ့တယ်အဲ့တော့ဘလောက်ဆိုးလဲပေါ့ဗျာနော်အမျိုးသမီးကအမျိုးသမီးကသူ့လင်းငယ်နဲ့ပေါင်းပြီးတော့သူ့ရဲ့လင်းကြီးကိုတတ်လိုက်တဲ့ခြေနေဖြစ်စဉ်ကကျွန်တော်ဧပြီလ29ရက်နေ့နနက်17နှစ်လောက်မှာမန္တလေးမြို့မဟာအောင်မြို့နယ်စိတ်မန်းရက်ကွက်စိတ်မန်းရက်ကွက်ကျွန်တော်30 30 30ကျားအဲ့မှာရှိတဲ့ကျွန်တော် happy life ထပ်ပြီးလိုက်လပေးဆိုင်ပိုင်ရှင်ဦးအောင်နေမျိုးသူတက်ကအသက်50ခန့်သူကဒီလပေးဆိုင်မြို့မှာအိပ်တဲ့အချိန်မှာကျွန်တော်တို့ဒီကြည်တိမှတန်ရနဲ့အသက်ခံရတဲ့ပေနေရောဗျာတင်နေဆိုပြီးတော့ခုနကဒီအမျိုးသမီးရဲ့လပေးဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးမိန်းမကသူ့နာမည်ကဒေါ်ရွှေစင်ဝင်းသူကနေပြီးတော့ဒီလုံချိုးတခွေးနဲ့ဖုံးဆက်တယ်ပေါ့နော်ကျွန်မယောက်ျားဒီဆိုင်ထဲမှာတန်တပစ်ခံထားရတယ်ဒါအားဒီနဲ့ထိုးထိုးတာတာပေးနေတယ်ဒါကိုအကြောင်းကြားတယ်ပေါ့အကြောင်းကြားတယ်အဲရုပ်လောင်းကိုလုံချိုးတခွေးနဲ့ဆက်စည်းတဲ့အခါမှာ သူ့ရဲ့ရုပ်လောင်းရဲ့ဒီဒီနှစ်ထိုင်မှာကျွန်တော်တို့ကြီးဖောက်ခွင့်တရားတစ်ချက်ပြီးကျွန်တော်ဝါပိုက်မှာထိုးလင်းတရားနှစ်ချက်တနက်နေ့ကကျွန်တော်ဥကောင်းကိုဒီနှစ်ထိုင်ကိုတစ်ချက်ပြည့်တယ်ဟိုဒီဝါပိုက်မှာကထိုးလင်းတရားကကျွန်တော်တို့နှစ်ချက်ပေါ့ဒါနဲ့နှစ်ချက်ထိုးတယ်ပေါ့အဲ့လိုအခြေအနေဖြစ်တယ်အဲ့လိုအခြေအနေဖြစ်တော့ကျွန်တော်ရဲတစ်ခွက်ကလည်းဒီအမျိုးသားရဲ့နောက်ကျောင်းကိုလိုက်တဲ့ခါမှာဒီအမျိုးသားကဒီလက်ဖိတ်ဆိုင်ပိုင်ရှင်အမျိုးသားပေါ့ဗျာတနည်းအားဖြင့်သူ့ရဲ့နာမည်ကဦးအောင်နေမျိုးပေါ့ဗျာဒီဒီအမျိုးသားကသူကနိုင်ငံရေးထဲမှာလည်းတော့ပါဝင်ပါတတ်မှုမရှိဘူးပြီးရင်သူ့ရဲ့ပါဝင်ချက်မှာလည်းသူကရန်ဖြစ်တာတွေပါလည်းမရှိဘူးအဲ့တော့သူကသူ့လုပ်လေသူလုပ်ပြီးတော့နေတဲ့လူပေါ့ဗျာနေတဲ့လူအဲ့တော့အဲ့တော့ဒီဒီဆိုင်ရဲ့ area အနီးမှာရှိတဲ့ဒီ CCTV မှတ်တမ်းတွေလမ်းကြောင်းမှတ်တမ်းတွေလိုက်တဲ့ခါမှာလည်းတက်လို့စာမတွေ့ဘူး ရဲတပ်ဖွဲ့တဲလုံစာမတွေ့တဲ့ခါကျနောက်ဆုံးတဲလုံစာကဒီသူ့ကိုကျမမျိုးသားအသက်ခံရပါပြီဆိုပြီးတော့အသက်ခံရတယ်ဆိုပြီးတော့တိုင်တဲ့အမျိုးသမီးဖြစ်တယ်အဲ့ဒီဟာကိုကျွန်တော်တို့ဒီတက်ဆိုင်ဟာတောင်ရှိတဲ့စစ်တယ်စစ်တဲ့ကမှနောက်ဆုံးပေါ်တယ်ပေါ့ဗျစင်းစင်းလာပေါ်တယ်ပေါ့ပေါ်တယ်ပေါ်တော့အဲ့ဒီဒုတိယထွက်ဆိုလာကသူကလွန်ခဲ့တော့တစ်နှစ်ကျော်လောက်ကသူတစ်တော့နေတုန်းတယ်ပေါ့တစ်တော့တုန်းကမှတစ်တော့ကနေပြီးတော့သူကြိုက်ခဲ့တဲ့ရောင်နှံတိတိမင်္ဂလာဈေးတိတိမင်္ဂလာကကျွန်တော်၅ဈေးရှိတယ်တစ်ဖက်မှာကျွန်တော်ကုံစင်းဈေးရှိတယ်ကုံစင်းဈေးကဒီကုံစင်းရောင်းချတဲ့စော်ဖြိုးအောင် စော်ပြောအသက်33နှစ်အဲသူတို့တွေကတက်တော့မှသူကြိုက်ကြတယ်ဗောဗျကြိုက်ကြတယ်ကြိုက်ရတဲ့ခါမှာသူကအဲအဲ့ဒီခုနကကုန်းစင်းရောက်တဲ့ကောင်လေးကိုကောင်ဟောဗျအသက်33နှစ်ကိုကောင်ဟောမန္တလေးကိုခေါ်တယ်ခေါ်ပြောသူတို့အဆောင်တစ်ခုမှငှားပြီးတော့နေတယ်သူငှားနေတဲ့အချိန်ကနေရာကသူတို့သူတို့နှစ်ယောက်ဗောဗျလင်းကြီးရှိရရှိလျက်နဲ့သူတို့ပေါင်းသိနေတိုင်းနေရာကအောင်မြတာဇံမြို့နယ်ဒေါနာဘွားရက်ကွက်အုတ်ဆက်ရက်အကွက်38မှာရှိတဲ့ဒီအဆောင်တစ်ခုမှသူငှားတယ်ဗောဗျငှားပြီးတော့သူတို့အတူနေကြတယ်ဗောနေပြီးတော့နောက်ပိုင်းမှာတက်ဖြတ်တယ်ဗောဗျအဲ့တော့တက်ဖြတ်တာကျွန်တော်ဧပြီလ29ရက်နေ့ညနေ6:00လောက်မှာသူတို့နှစ်ယောက် ဒါသူတို့နှစ်ယောက်ကသူရဲ့ခုနကအမျိုးသမီးရဲ့နဲ့သူရဲ့လင်ငယ်နဲ့ဖြစ်တဲ့သူကဒါသူယောက်ျားယောက်ျားယူသူတတ်ဖို့တဲ့စီစဉ်နေစီစဉ်နေပါစီစဉ်ကမှသူယောက်ျားရဲ့ဝင်ချင်းထွက်ချင်းဆိုင်သွားချင်းစားတဲ့အချိန်အတိကျလို့သူမိမနဲ့သူရဲ့လင်ငယ်ကိုအချက်လက်ပေးတယ်အချက်လက်ပေးတဲ့ကမှဧပြီလ28ရက်နေ့နံနက်ပိုင်းမှာဒါအောင်ဆော်ဖြိုးအောင်ပါဗျာဆော်ဖြိုးအောင်ဆော်ဖြိုးအောင်ကခုနကသူရဲ့လင်ကြီးခန်းထဲကိုလာပြီးတော့တနက်နဲ့ပြတ်တပ်လိုက်ပါဗျာတနက်နဲ့ပြတ်တပ်လိုက်တယ်ဟိုသေသွားတယ်သေသွားတယ်အဲ့တော့အဲ့တော့ကျွန်တော်ဆက်ဆက်ပြီးတော့ခုနကသူတို့ငားနေတဲ့ အဲသူလင်ငယ်ငကားနေတဲ့ဒီအဆောင်တစ်ခုလုံလုံတစ်ဖုံးနဲ့တွားရှာတယ်တွားရှာတဲ့ခါမှာကျွန်တော်တို့ဒီ9မမပစ္စတိုတလက်တွေ့တဲ့ကြီးနှစ်ခုကြီးတောင်းအောင်ကျွန်တော်28တောင်းစကိုဗီဒစီတင်းစီရမိခဲ့တယ်တင်းစီရမိခဲ့တယ်အဲ့ဒီဖြစ်စဉ်ပြီးတော့ဒီတရားခံဖြစ်တော့ထွက်ပြေးတယ်ဗျထွက်ပြေးတယ်သူ့ကိုမိတာကမော်လမြန်ကျုံမြို့နယ်တကုန်တိုင်းကြုံဝါကြည့်အောင်ဖမ်းစီရမိခဲ့တယ်မဖမ်းစီရမိခဲ့တယ်အဲ့တော့အဲ့လိုအခြေအနေဖြစ်ခဲ့တယ်ဗျဖြစ်စီအဲ့ဒါဘယ်လောက်ဆိုးလဲဗျာနော်လင်ကြီးရှီလီယန်နဲ့ဒါလင်ကြီးရှီလီယန်နဲ့သူလင်ငယ်နဲ့ပေါင်းပြီးတော့ဟိုတတ်တယ်ဗျဒါတော့ကျွန်တော်လူရဲ့သဘောတဘာမှာရှိနေတာပါဒါကကျွန်တော်တို့ဒီဖြစ်စဉ်တစ်ခုအနေနဲ့ ဒါကျွန်တော်တချို့တော့တချို့တော့အချိန်တွေမှာလေးများချင်းခွင့်လွတ်တင်တာခွင့်လွတ်လိုက်ပါဗျာဘာဖြစ်လို့ကျွန်တော်တို့ဒီနာကြီးချက်တွေနဲ့လက်စားချင်နေရပါလဲနောက်ဆုံးကိုမပေါင်းနိုင်ရင်လည်းကွာရှင်းလိုက်ပါဗျာဒါပဲရှိတာပဲဘာကြောင့်တက်ဖြတ်နေကြပါလဲဗျာလူဘွားတူတူလေးလူဘွားခင်ဗျာခင်ဗျာလူအသက်ရှိပါရေးဆိုမှခင်ဗျာအသက်80တန်းလောက်ပဲရှိကြတာပဲခင်ဗျာတန်လုံးမှန်တော့ခင်ဗျာအသက်60 65ပါဗျာ60 65နောက်ပိုင်းကခင်ဗျာကောင်းကောင်းတော့လမ်းမလျှောက်နိုင်တော့ဘူးကြမ်းမလေးချင်းကနေပါလေးလုံးပါပဲကျွန်တော်သွားလာသွားနိုင်လာနိုင်ပါတကယ်ကျွန်တော်တို့မာမာထန်ထန်သွားနိုင်လာနိုင်တဲ့အချိန်ကကျွန်တော်တို့ဒါအသက်အသက်ကျွန်တော်တို့ဒီ65နဲ့ဒီဘက်က အသက်30ချားပေါ့ဗျာလူဘဝတူတူလေးပါဗျာခင်ဗျာကျွန်တော်တို့ဘဝလေးဆိုလဲအခုအသက်ဆိုပဲအားလုံးကျွန်တော်တို့အသက်ဆိုပဲ39ရောက်နေပြီ39ကျွန်တော်တို့လူဘဝရဲ့တန်တဝက်ကိုရောက်သွားပြီဘာလို့မဟုတ်ကြတော့ပါလဲဗျာပေါင်းနိုင်လားမပေါင်းနိုင်ကွာလိုက်ပေါ့ဒါပဲရှိတာပဲအဲ့တော့ဒီလိုမျိုးကျွန်တော်တို့ဒါလင်ကြီးကနေပြီးတော့လင်ကြီးကိုဒါလင်ငယ်နဲ့ဒါသူ့ရဲ့မိမပေါင်းပြီးတက်လိုက်တယ်ပေါ့ဗျာအဲ့တော့အမျိုးသမီးပြောတာကသူ့အကြောင်းသူ့ကိုထုတယ်နှက်တယ်ရိုက်တယ်ဆဲတယ်ဆိုလို့ပေါ့ဗျာအဲ့လိုမျိုးကြောင့်သူနာကြီးချက်ကြောင့်သူမျိုးလောက်ရတယ်ပေါ့ဗျာဘလို့ပဲဖြစ်ဖြစ်ဘလို့နာကြီးချက်တွေရှိနေပါသေးမပေါင်းနိုင်ကွာရှင်းလိုက်ဗျာအခုကကျွန်တော်ဘဝတွေခြေထွက်သွားတာကဘဝတွေခြေထွက်သွားတာကခုနကကျွန်တော်တို့ကိုယ့်ရဲ့ယောက်ျားဖြစ်တဲ့သူလည်းတည်ခဲ့ရတယ်ကိုလည်းထောင်ထဲမှာ နှစ်ဘလောက်နေရမှာမသိဘူးပြီးရင်ကိုယ်မှကြံခဲ့တဲ့သားသမီးတွေဘယ်လိုမျိုးရက်တည်မလဲအချိန်နေတာအများကြီးပဲအချိန်နေတာအများကြီးပဲဖြက်စီရတာလွယ်တယ်ဗျဒီဆောက်တော်တော်လေးခက်တယ်ပေါ့ဗျာကျွန်တော်ဒီညမှာတချို့သောအိမ်ဆောင်တွေရှိပါတယ်တချို့သောသူတို့အစင်မသိလို့တရားဝင်ပွားရှင်းတယ်အကောင်းနဲ့အရန်ကောင်းတဲ့ကိစ္စဘာကြောင့်လဲတတိယကြောဘာဖြစ်လို့ဒီနာနာကြီးရဲ့တတ်ကြဖြတ်ကြမှာလဲဗျာဒါတော့ကျွန်တော်တို့ဒီမန်းလေးမှာဖြစ်ခဲ့တဲ့အချိန်ဒီတတိယတို့တရားရကကျွန်တော်ရဲ့မိတ်ဆွေတွေအချို့သောအရာတွေမှာကျွန်တော်ခွန့်လို့တင်တာခွန့်လို့ခွန့်လို့ဖို့အတွက်ကျွန်တော်ကဒါလေးကိုဒီတတိယတို့ ပြန်ပြီးတော့ကျွန်တော်တို့တင်ပြပေးတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဖြာပုံမျိုးနဲ့မှာဖြစ်သွားခဲ့တဲ့အခြေအနေပါ။ဒါအမျိုးသမီးငယ်လေးဒါရဲရဲဆက်ဆက်ဒါတက်ပြတ်ခံရတာဖြစ်ပါလေ။ရဲဆက်တက်ပြတ်ခံရတဲ့ပစ္စည်းလူရခံရတယ်။နောက်ဆုံးကျွန်တော်အလောင်းတော်မှာကျွန်တော်တို့လူလူသွားလာနေတဲ့ချုံမှုထဲမှာဆွပြစ်ထားတယ်ပေါ့ဗျာ။တနည်းအားဖြင့်အဲ့ဒီဒေတာကျတော့ကိုင်းတော်တွေဗျာ။ကိုင်းတော်တွေဆိုတော့ဒီ၅ရှာပါးရှာဒေတာတွေတွေ့တယ်။ဒီလိုမှကျွန်တော်တက်ဆိုင်အကြောင်းကြားတယ်။အကြောင်းကြားရုံမှကျွန်တော်တို့ဒီတရေကိုကျွန်တော်ဖော်ထုတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တစ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါလေ။ဒါကတော့တိုက်ကြီးမျိုးမှာငတ်ပြစ်တဲ့ဒီငတ်ပြစ်တဲ့ကျွန်တော်73 73နှစ်အရွယ်ကလေးငယ်နဲ့ပြီးရင်ကျွန်တော်တို့အသက်9နှစ်ရွယ်ကလေးငယ်ကို rubber ခြံစောင်းဖြစ်တဲ့အမျိုးသားကဓာတ်နဲ့ကျွန်တော်လယ်မင်းမျိုးပါပြီးတော့ခုတ်တက်လိုက်တဲ့အချိန်လေး ဘလောက်ကြီးဆိုးတာလေဗျာတိုက်ကြီးတိုက်ကြီးမှဖြစ်ခဲ့တာတိုက်ကြီးဆိုတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့တယ်အရန်ဆိုးတယ်ဗျာကလေးတွေကတော့ခင်ဗျာကလေးတဘာဝတော့ဗျာဟိုဗျာလွယ်တလုံးနဲ့ငတ်ပြကြတာပဲကျွန်တော်တို့ခင်ဗျားတို့ငယ်တော့ကလည်းခင်ဗျားတောင်းပိတ်ရဆိုရင်နောက်စလုံးနေလုံးတယ်ရှောက်ပြတာကြေးလက်မှာတော့ဒီလိုပဲပြနေကြတာပဲထိထိရှောက်ပြနေကြတာပြနေရင်ပြောနေတာပြီးရင်ကျွန်တော်တို့ဒီနောက်စလုံးနေဖို့လေဖို့ပြီးပြကြတယ်ပြီးရင်ကျွန်တော်တို့ကျင်းလေးတွေလုပ်တယ်ကျင်းလေးတွေပြကြတယ်ကလေးတဘာဝပဲဒါကလေးတဘာဝမှာဖြစ်ဖြစ်ဖြစ်တာရှိတယ်ပြကြတယ်ကလေးတဘာဝမှာခင်ဗျားငတ်တွေပြမယ်လုံးလေးလုံးတာရှိမှာပဲအဲ့တော့အဲ့ဒီကလေးတဘာဝကို အဒီဘောမှာကျွန်တော်တို့သဘောထားသိတဲ့သူတွေကတကယ်ဒုံးနဲ့တုတ်ပြန်တာတွေဓာတ်နဲ့တုတ်ပြန်တာတွေကတော်တော်လေးဆိုးရပါတယ်ဒါတွေကကျွန်တော်တို့ရဲ့လူပတ်ဝန်းကျင်မှာကျွန်တော်တို့အတိုင်းပိုင်းမှာဒီလိုမျိုးຢာတွေကကျွန်တော်တို့လက်လက်မခံနိုင်ပါဘူးဒီလိုမျိုးຢာတွေဖြစ်နေကျွန်တော်တို့နီးစက်တဲ့အာနာပိုင်တွေကိုကျွန်တော်တို့ဒါပြောဆိုပြီးတော့ဒါတိုက်ရောက်ဖို့လိုတယ်အာနာပိုင်တွေလည်းဒီအခြေအနေပေါ်မှာကျွန်တော်ပြင်းပြထန်တဲ့အရေးကြီးလို့ပါတယ်အဲ့တော့ဖြစ်စဉ်ကိုကျွန်တော်တင်ပြပါမယ်အေဗလာ28နေ့ကရုံတိုင်းကြိုက်တိုက်ကြီးမြို့နယ် လေမောချန်ကြီးပါလို့လည်းခေါ်တယ်တနည်းအားဖြင့်ကျွန်တော်တို့ပိုက်လုံးစုကြီးပါလို့လည်းခေါ်ပါတယ်အဲ့ဒီကြီးပါမှာဒီတိုင်းအသက်73နှစ်ရွယ်ကောင်လေးနဲ့ကျွန်တော်အသက်9နှစ်ရွယ်ကောင်လေးသူတို့ကကျွန်တော်ညီကိုလေးညီကိုဝမ်းခွဲနေဖြစ်တယ်သူတို့ကကျွန်တော်ကလေးသဘောတဘာဝတိုင်းသူတို့နှက်ပြထွက်ကြတယ်ပေါ့နှက်ပြထွက်ကြတယ်နှက်ပြထွက်တဲ့ချိန်ကကျွန်တော်အေဗလာ28နှစ်နဲ့နဲ့9နှစ်လောက်မှာအိမ်ကနေပြီးတော့ကျွန်တော်နှက်ပြထွက်တယ်ရခိုင်ကလည်းသူတို့နှက်ပြထွက်တယ်ထွက်ပြီးတော့ကျွန်တော်ဒီနေ့လည်း17နှစ်လောက်မှာတော့ပြင်ပြလာတယ်ထမင်းစားချင်ရအိမ်ပြလာလေပေါ့ဗျာကလေးသဘောကတော့ဒီလိုပဲလွယ်တလုံးနဲ့ရှောက်သွားကြတော့ပေါ့အဲ့လိုသွားတဲ့ခါမှာအဲ့လိုသွားတဲ့ခါမှာသူကဒီ17နှစ်လေးရောက်မလားရောက်မလားတော့မိမတွေကလည်းစိတ်ပူတယ်စိတ်ပူတော့ကျွန်တော်တို့နီးစက်ရာကလေးတွေသွားတဲ့နေရာကြီးလိုက်ရှာတယ် လိုက်ချလိုက်တော့မတွေ့ဘူးအဲ့တော့ကလေးတွေငတ်ပြတ်တဲ့ဒီကျွတ်ရဲ့အနီးမှာရှိတဲ့ကျွန်တော် rubber ချမ်း rubber ချမ်းကိုသွားမေးတယ်အဲ့ rubber ချမ်းမှာကျွန်တော်ချမ်းဆောက်ရှိတယ်သူ့သားလေးတွေဒီမှာလာလာသူ့လူလေးဒီမှာလ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 ာဆိုတော့သွားမေးတယ်သွားမေးတော့လေအဲ့မှာရှိတဲ့ rubber ချမ်းဆောက်တယ်ဒီကမလာဘူးသူလည်းမသိဘူးသူတို့ TV ကြည့်နေတာမသိဘူးဗျအဲ့မှာရှိတဲ့မျိုးသားတယောက်ကတော့ပြောတယ်ဗျပြောတော့နောက်ပိုင်းကျတော့တို့ကမိသားစုကဒီညညပြောက်သွားတယ်ကတို့စိတ်ပြေစိတ်ပြေတော့ကျွန်တော်ရက်ကွက်မှာရှိတဲ့ဒီရက်ကွက်အုပ်ချုပ်မှုတွေရောပြီးဒီကြည့်ရမှာနေခိုင်းတဲ့ဒီရမီရဖားတွေဒါကြည့်ရမှာနေပြည်သူတွေပေါ့ဗျတို့ကလက်ရှာတယ်လက်ရှာတဲ့ခါကျတော့ခုနကကျွန်တော်ရှေ့ရတယ်များတဲ့ rubber chain အဆက်မှာကလေးငယ်ကိုတတ်ဖြတ်လိုက်အလောင်းတွေတွေ့ ခလေးငယ်တော့ခင်ဗျာရဲဆက်တက်ခဲ့တာလေမင်းတွေကိုဓာတ်နဲ့ခုတ်တယ်ဓာကြီးကလည်းခင်ဗျာကျွန်တော်တို့ရွာဒီမှာအမဲသားခုတ်တဲ့ဓာကြီးတွေအမဲသားခုတ်တဲ့ဓာကြီးတက်ခုတ်တဲ့ဓာကြီးအကြီးရွယ်တမိုင်းနဲ့အဲ့တမိုင်းနဲ့ကျော်ကလေးငယ်တွေအောင်တပ်လိုက်တာကလေးငယ်ငယ်တွေဘာဖြစ်ရှိမှလဲဗျာခင်ဗျာလွယ်ကြီးတွေလုံးနဲ့ဆက်ပြေတော့ဘောင်းမယူလို့နဲ့ကလေးတယောက်ဆိုခင်ဗျာလက်ပတ်နာကြီးနဲ့ဘယ်လောက်တော့ဆိုးလဲဗျာအဲ့ဒီမှာခြံဆောင်ခြံဆောင်ကတပ်လိုက်တာနောက်ဆုံးဒီအလောင်းတွေတော့မှမယ်သူတက်တဲ့ဆိုဝန်ခံတာဘယ်လောက်ထိရုံမှလဲဗျာအဲ့တော့ဒီလိုမျိုးလူလိုပြင်းပြထန်တဲ့အရေးယူရမယ်ဗျာရေးရဆက်ဆက်ကိုရေးယူရမယ်နောက်ဆုံးဗျာခင်ဗျာပေးတာမှပေးပြလိုက်ဗျာလူလောကမှာကျွန်တော်မထားတဲ့လူတွေဗျာဘယ်လောက်ထိသဘောထားတည်တည်လဲဆိုဒီကလေးငယ်တွေကိုခင်ဗျာတပ်ပြတာဘယ်လောက်ဆိုးလဲဗျာ ဆိုးလေပေါ့အဲ့တော့အချိန်တွေတခုတော့ဗျာနောက်ထပ်အချိန်တွေခုကကျွန်တော်တို့ကျွန်တော်နိုင်ငံမှာဒီအရက်တွေကကျွန်တော်လောလောကူးနဲ့ဝယ်လို့ရတယ်ဘုံကြီးပဲခင်ဗျာကြည့်လိုက်စလိတ်ဆိုလည်းကြည့်လိုက်စလိတ်ဘုံမှာအသက်ဆက်ရှင်တွေအောင်ကြောက်ချဖို့မပြုခင်ဗျာသိရလားကြိုက်တယ်ပတ်စံနာပါကြိုက်တယ်တော့ဝယ်လို့ရတယ်နောက်ဆုံးခင်ဗျာတက္ကသိုလ်ကျောင်းရှိတယ်တက္ကသိုလ်ကျောင်းရှိတယ်မှာစလိတ်တွေရောင်းတယ်အရက်တွေရောင်းတယ်ဘီယာရောင်းတယ်ဘယ်လိုရှင်းမလဲခင်ဗျာဘာမှမကြည့်ရဲခင်ဗျာရန်ကုန်မှာဆိုရင်ခင်ဗျာတန်လင်တာဝတက္ကသိုလ်ရှိတယ်ကျွန်တော်တာဝတက်ခဲ့တယ်တာဝတက္ကသိုလ်ရှိမှာခင်ဗျာအဲ့မှာစားတော့ဆန်ကန်နေရှိတယ်ခင်ဗျာအရက်ဝယ်လို့ရတယ်ဘီယာဝယ်လို့ရတယ်တဘုံကြီးခင်ဗျာဒီဘက်ကဘူတာဘက်မှာခင်ဗျာဘီကန်တွေပါရှိတယ်ကျွန်တော်ကြောက်တယ်တော့ အဲ့လိုရှိတယ်ဗျအဲ့တော့ပြီးရင်ခင်ဗျအဲ့တောက်တူရဲ့ညီမခင်ဗျတက်ဝံတရားကြီးပဲဒါကြီးခင်ဗျဟိုရဲဆန်နေနေမလို့လေပြီးရင်ကျွန်တော်တို့အခြေခံစာတင်ကြောင်းနေအခြေခံစာတင်ကြောင်းနေတော့မှခင်ဗျအနီးမှာလက်ပိတ်ကြနေပြိတ်ပလိုက်လက်ပိတ်ကြနေပြိတ်ပလိုက်ကိုယ်ကတည်းပြိတ်ပလိုက်ရဲရဲဆက်ဆက်လုံးပါဗျပြီးရင်ကျွန်တော်တို့ကျွန်တော်တို့ဒီကိုယ်ရဆက်ဒီဒီဆက်လိုက်စီဆက်လိုက်ဆိုင်မှာပါဗျအတက်ဆက်ချင်းတွေကမရောက်အောင်ဆိုခင်ဗျဆက်လိုက်ဒီမှာကြိုက်တဲ့ကလေးဝယ်လို့ပတ်စံတာပါအကုန်ဝယ်လို့ရတယ်ကျွန်တော်တို့ကလူဝယ်ရလို့ဖြစ်တယ်အဲ့တော့ဒီလူဝယ်ဆိုကျွန်တော်တို့ပြင်းပြထန်တယ်လို့ဆိုဥနေနဲ့မင်းကြောင်းနေတော့တခါတည်းဆိုင်မှာအပြည့်ရှင်းပလိုက်ရဲရဲဆက်ဆက်လုံးပါရပါဗျကျွန်တော်တိုင်းကြီးကောင်းဖို့တော့ကျွန်တော်တို့ချိုးနေရမှာမရဲဆက်လို့မရဘူး တိုင်းပြည်ကောင်းဖို့ဆိုရင်ခင်ဗျားအဲ့မှာရှိတဲ့အနာပိုင်းရဲရဲဆက်လုပ်ပြပါရမှာအားငါနဲ့မဆိုင်ပါဘူးကွာငါတာမင်းမဟုတ်ပါဘူးကွာဆိုတော့ဒါကြီးကတာဝန်မယ်လို့အကြည့်တယ်ခင်ဗျားလိုက်ကြည့်လိုက်ပါကျွန်တော်တို့ကရန်ကုန်ကခင်ဗျားအများကြီးတွေ့ရတယ်နေဒီမှာလည်းတွေ့ရတယ်နေဒီမှာလည်းတွေ့ရတယ်အဲ့တော့ကဘယ်လောက်ဆိုလဲဆိုခင်ဗျားအဲ့မှာကျွန်တော်အဆက်ဟိုအရက်ပလင်းနေရှိတယ်အသက်ဆက်ချင်းတော့မရောင်းရလို့တို့ရေးထားကြတာတတ်မှတ်တာကြိုက်တယ်လို့လားပတ်စားပါအကုန်ရောင်းလို့ရတယ်အဲ့ဒီလိုဖြစ်နေတာဒါနဲ့အခြေတစ်ခုကကျွန်တော်တို့ဒီအရက်ချားဆိုင်တယ်ကျေးလက်ဒီမှာကကျွန်တော်အရက်ရဲချားဆိုင်ကြတယ်ခင်ဗျားလို့တို့ရရတယ် တော့ဒါတွေကိုလည်းကျွန်တော်တို့ဒါဟိုပြင်းပြတဲ့အစီအစဉ်ပို့လို့ရအောင်ဗျာတခုခုပေါ့တခုခုတော့ကျွန်တော်ဂိုင်းတို့ပို့လို့တယ်အဲ့တော့ကျွန်တော်တို့အရက်တွေအလွယ်တခုဝယ်လို့ရနေတဲ့ကိစ္စတွေပြီးရင်ကျွန်တော်တို့ဆက်လိုက်တဲ့အလွယ်တခုဝယ်လို့ရတဲ့ကိစ္စတွေဒါတွေကိုကျွန်တော်တို့ကာကွယ်ပို့လို့တယ်အဲ့တော့လက်ရှိကျွန်တော်တို့ဒါဒါကားကြီးတွေမှာခင်ဗျာရောင်းနေတာပဲရောင်းနေတာပဲအဲ့တော့ကားကြီးတွေမှာရောင်းတာထားပါအောင်ပြောတော့ပါအောင်အဓိကတော့ကျွန်တော်တို့ဒီကျောင်းတွေမှာရောင်းနေတယ်ကျောင်းတွေအနီးမှာရောင်းနေတယ်ဒီဆက်လိုက်တဲ့ကိုကားဆိုင်တွေဒါတွေနေနေမှုလို့တယ်တက္ကသိုလ်ကျောင်းတွေမှာကျွန်တော်ရှိတဲ့နေရာနေနေမှုလို့တယ်ဒါတွေကိုကျွန်တော်ပြတ်ပြတ်သားသားနေနေမှုလို့တယ်ပြီးတော့ကျွန်တော်ကျောင်းဧရိယာကျောင်းဧရိယာတက္ကသိုလ်ကျောင်းဧရိယာဆက်လိုက်တောက်ရဧရိယာမဟုတ်ဘူးတောက်ချက်ကျောင်းတွေထွက်တော့ကျွန်တော်ဒါတွေလည်းကျွန်တော်စီကံကြတာပြောလို့တယ် 嗰個咁樣啊，當年做嘅嘢，咁樣收刚刚到多嘢，當年做咁樣收益幾成嚟嘅当當時係做乜嘢渠道？嗱 <music>，我后個概念咧，一個概念咧話就係咁樣收益，收益有差啲嘅。嗰啲粗嘢嘅就係偷差嘅時天咧，你估攞嚟做啊？我打我，哎呀，我就嗰啲咩面先拿。但係就做嗰啲嚟時咧，但係實際上嚟時咧就係招款嘢嚟，有咗未？招款嘢嚟有咗未？所以，我話收益啲高嘢，你唔得嘅，即係慢慢解決嗰啲嘢。我以前我俾少錢，我話做嗰啲農民山咧，農民山咧，路啲好做，做嗰啲嘅唔好話，嗰啲嘅唔老家做嗰啲 ခင်ဗျာဘလို့ရက်ဆက်ထားလိုက်ကအဲ့လိုလူမျိုးကတော့ခင်ဗျာဘာမှခွင့်လို့ရလဲမလို့ဘူးကခွင့်လို့ရလဲမလို့ဘူးတချို့ရလဲခင်ဗျာရက်ဆက်ပြမှရတာဗျလုတ်ပြမှရတာလုတ်ပြမှရတာအဲ့အဲ့ညမှာကိုသားသမီးတွေကိုခန်းစားကြည့်လိုက်လေခင်ဗျာဒီကလေးတွေခင်ဗျာမသိမချင်းတတ်တာခင်ဗျာဝတ်တကောင်တတ်တယ်လို့တတ်တာလေချွဲတကောင်တတ်တယ်လို့တတ်တာလေခင်ဗျာနွားတွေလဲလိတို့လဲလိတာဝတ်တွေလဲလိတို့လဲလိတာဘလောက်ရုံမှထားလိုက်ဗျာညီကုန်းเนี่ยအသက်73နှစ်ရွယ်နဲ့ကိုနေရွယ်ဒီကလေးဘာလုပ်နိုင်မှာလဲဗျာအဲ့လိုဖြစ်စဉ်တွေကျွန်တော်တို့ဒီတိုက်ကြီးမျိုးနဲ့ဒါလေးမောချပ်ပိုင်လုံးစုကြွရမှာဖြစ်ခဲ့ပါတယ်ဖြစ်ခဲ့ပါတယ်နောက်တစ်ဒေဝစာပြင်ပြပေးချင်ပါတယ်ဒါကတော့ဒါမန္တလေးမြို့မှာအငိမ့်စားပါမောက်ကဆရာမကြီးတို့တက်ဖြတ်ခဲ့တဲ့အိမ်ပွဲစားအိမ်ပွဲစားကိုကျွန်တော်ဖတ်ကြည့်ရမိခဲ့တဲ့အချိန်တွေပါ တော့ဒီအပိုင်းမှာကျွန်တော်တို့ဒါပွက်လို့ရိုက်သွားတယ်ပေါ့မင်းတို့ကကျွန်တော်တို့ဒီပေါက်ပေါက်ခဆရာမကြီးအငင်းသားပေါ့ငင်းသားပေါက်ပေါက်ခဆရာမကြီးအတက်ဖြတ်ခံတဲ့အချိန်လေးတော့ဖြစ်စဉ်ကကျွန်တော်ဧပြီလ28ရက်နေ့ကဒါမန္တလေးမြို့ပသိမ်ကြီးမြို့နယ်မှာအငင်းသားပေါက်ပေါက်ခဆရာမကြီးတို့ကျွန်တော်တက်ဖြတ်ခံတဲ့အချိန်လေးဖြစ်ခဲ့တယ်ဖြစ်ခဲ့နေတာကပသိမ်ကြီးမြို့နယ်ရေထွက်ကျွေးရမှာရှိတဲ့ဒီလူနေထိုင်ခြင်းမရှိတဲ့နေရာမှာကျွန်တော်တို့ဒီအဆောက်ရှိတယ်အဲဆောက်မှာကျွန်တော်တို့အမျိုးသမီးလောက်တွေ့တယ်တွေ့တဲ့ကမှာလုံချုံတော့ဖုံးနေသွားစစ်တယ်သွားစစ်တဲ့ကမှာတွေ့ရတာကကျွန်တော်တို့အမိကဒေါ်ထွေးထွေးအသက်က66နှစ်ဆရာမကြီးကကျွန်တော်ပေါက်ပေါက်ခအငင်းသားလို့သိရတယ်ပြီးရင်သူ့ရဲ့သူနာမှာကျွန်တော်တို့ဒီနဖူးပြက်ရှာဒဏ်ရာတစ်ချက်နဲ့ဒီ မှောက်ပြီးတွေ့ရတယ်မှာကျွန်တော်တိတ်ဆုံးနေအလောင်းတွေ့ရတယ်အဲ့ဒီအနီးမှာကျွန်တော်တို့ MDY 7G butter butter ကျွန်တော်ခဲရောင်ရဲ့အမျိုးအမျိုးအစားတစ်စုကိုတွေ့ရတယ်တွေ့ရတယ်အဲ့တော့အဲ့တော့ဒီဆီယမကြီးရဲ့ရင်ကိုလည်းတွေ့တယ်ဆီယမကြီးရဲ့ကားကိုလည်းတွေ့တယ်ဒီဆီယမကြီးရဲ့ဆီယမကြီးရဲ့ကျွန်တော်ယုံလောင်းလည်းတွေ့တယ်တွေ့တဲ့ခါမှာဒီကားရဲ့အသွားလောက်ကိုဆစ်တယ်ကားရဲ့အသွားလောက်ကိုလုံးလုံးတဖုတ်ဝင်နေကအသွားလောက်ဆစ်တယ်ပြီးရင်ကျွန်တော်ဆီယမကြီးအိမ်ဆီယမကြီးဘယ်ကနေစထွက်လာလဲဆီယမကြီးအိမ်အိမ်ရဲ့အသွားလောက်ကိုဆစ်တယ်အဲ့တော့ဆီယမကြီးအိမ်ရဲ့အသွားလောက်ဆစ်တဲ့ခါမှာကျွန်တော် CCTV မှတ်တမ်းတွေလူမှတ်တမ်းတွေလည်းဆစ်တဲ့ခါမှာအဲ့တော့၂၅ရက်နေ့ကကျွန်တော်တို့ဒီအိမ်ဝဲစားတယောက်ဒါဆီယမကြီးလာတယ်ဗျာဆီယမကြီးလာတယ်အိမ်ဝင်ထွက်ရှိပါတယ် ဒါပတ်ဝန်းကျင်ထွက်ဆိုကြပေါ့ပတ်ဝန်းကျင်ထွက်ဆိုတဲ့အတိအကျကတော့ကျွန်တော်တို့ဒီအပဲလာ29ရက်နေ့ကဒေါ်ထွေရဲ့နေကိုလည်းဒီမြို့ကအရောင်းဝယ်ပြုလို့ဖို့ဆိုပြီးတော့စိုင်းထွန်းတော်စိုင်းထွန်းတော်ခကိုစိုင်းခငင်းချံဖြိုခကိုဖြိုပဲသူရောက်လာတော့သူရောက်လာသူတကအဲ့တယောက်အတက်ကကျွန်တော်29နဲ့သူတယောက်ရောက်လာတယ်အဲ့တော့ဒီမှတ်တမ်းကိုကြည့်တဲ့အခါမှာလည်းဆီယမိုင်းအင်ဝယ်ထွက်ရှိတဲ့ကဒီအင်ပွဲစားတယောက်ပဲဝယ်ထွက်ရှိတယ်အဲ့တော့လူမျိုးတော့ဟုတ်မလားသူသူရဲ့ဒီဒီပွဲစားရဲ့ပွဲစားရဲ့ဒီတွာလာမှုတွေအဲသူရဲ့ဒီဇာတိ တကြောလုံးတို့တောက်လျှောက်ဒါကျွန်တော်တို့ဒီမလေးကရဲတပ်ဖွဲ့နဲ့ဒီရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့တို့ချိန်ဆက်ပြီးတော့လိုက်တယ်ပေါ့ဗျာလိုက်တဲ့ခါမှာဟဲဟိုးမြို့ဟဲဟိုးမြို့တက်ခုခံတစ်ခုမှာကိုကအင်ပွဲစားကိုတွေ့တယ်အင်ပွဲစားကိုတွေ့တယ်အင်ပွဲစားကသူဆံမကြီးကိုတက်ဖြတ်တဲ့ခါမှာဆိုလဲဆံမကြီးကားပေါ်မှာရှိတဲ့ပတ်စံတွေပြီးဆံမကြီးလက်ဝဲလက်စားတွေတော့အကုန်ယူသွားတာပြီးဆံမကြီးကဒီမြေကွက်အယောင်းဝင်လုံးမဲ့ဒီစားလုံးစားတာတွေပေါ့ဗျာအဲ့ဒါပဲအကုန်ယူသွားတာအကုန်ယူသွားတာအဲ့မှာသူယူသွားတဲ့အရာတွေကကျွန်တော်မောင်းဝင်းလက်စုတ်တခွင်းကြောက်ပါရှုလက်စုတ်၅ခွင်းရှုကလေးတစ်ခုကြောက်အမအများကြီးပေါ့ဗျာဆက်ဆက်ပြီးတော့သူတို့ ဆက်ဆက်ပြီးတော့ပြီးရင်ကျွန်တော်တို့မြေခွအရောင်းဝယ်စာချုပ်စာချုပ်စာတဲ့အပါ39ဆောင်ပေါ့ဗျာပြီးရင်ဒီဒီမြန်မာငွေအားလုံး7300ကျပ်ပေါ့အဲသူ့သူ့နဲ့အတူဖန်စီရမိခဲ့တယ်ပေါ့အဲသူ့ကိုဖန်စီရရမိတော့မှစစ်တယ်စစ်တဲ့ကမှတော့ပါပဲလို့ဆိုအေဗလာ29နေကမိုးလပိုင်းအေဗလာ29နေမိုးလပိုင်းကပတ်သိကြီးမျိုးနဲ့ခြေထွက်ကြီးကနဲ့နောက်ရကြီးကကြာမှရှိခဲ့ကိုရောကဒီဆံမကြီးပိုင်တဲ့ခြံကိုသူအရောင်းဝယ်ပြလို့အရောင်းဝယ်ပြဖို့တို့သူဆံမကြီးရသူကိုရောကပွဲစားနဲ့နေရာလိုက်ပြရပေါ့ဗျာလိုက်ပြတဲ့ခါမှာလိုက်ပြတဲ့ခါမှာသူတို့ဒီအရောင်းဝယ်မတည့်ဘူးဗျာအရောင်းဝယ်မတည့်တဲ့ခါမှာအဲ့ဒီပွဲစားသူ့ကို ရိုက်တပ်လိုက်တာရိုက်တပ်ပြီးဆရာမကြီးရဲ့ဒီကားထဲမှာရှိတဲ့ဒါကြက်သိန်း90 90ရောကျွန်တော်တို့ရွှေလေတို့ယူသွားတယ်ပြီးသွားတယ်ပြီးသွားတယ်အဲ့တော့ဆရာမကြီးကိုတတ်တဲ့ကျွန်တော်ပြီးသွားတယ်အဲ့လိုရှင်နေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒါလက်ရှိဖြစ်နေတဲ့အခြေအနေတွေဒါသွားရင်လည်းတယောက်တည်းမသွားနဲ့သွားသိတဲ့နေရာမှာသွားလုံးသိတဲ့နေရာမှာလုံးအဲ့တော့အခြေအနေကကျွန်တော်တို့ဖြစ်တယ်အဲ့ဒီအဲ့ဒီရပိုင်းမှာပဲဒီမန်လေးမှာကျွန်တော်ရွှေလေတပြားတက်ခံတဲ့အခြေအနေဖြစ်ခဲ့တယ်အဲ့ဒီအခြေအနေကိုကျွန်တော်ဖန်ဆီးရမိခြင်းတော့မရှိသေးဘူးဗျာဖန်ဆီးရမိကြောင်းမရမိကြောင်းထုတ်ပြန်တာတော့မတွေ့သေးဘူးဒါတော့ကျွန်တော်တို့မန်လေးမြို့မှာပါမောက်ကအရင်ကဆရာမကြီးတက်ပြတ်ခံမှုအခြေအနေပတ်သက်ပြီးတရားပြတာဆရာမကြီးကိုတတ်တဲ့တူလည်းအချားမဟုတ်ဘူးသူ့အိမ်အော်ထွက်ပြုတ်လုံနေတဲ့ပွဲစားနေတတ်တာ ွဲစားနေတာအဓိကတိုက်တဲ့အကြောင်းရလဲဆရာမကြီးရဲ့ခြံဝဲဝဲတဲ့ခါမှာကျွန်တော်တို့အယောင်းဝယ်မတည့်ဘူးအယောင်းဝယ်မတည့်တဲ့ခါမှာတပ်လိုက်တယ်ဗျာအဲ့လိုအခြေအနေဖြစ်တယ်ဘလောက်ဆိုးလဲဗျာကျွန်တော်တို့ဒီနေ့ဒီတနေ့နေ့တင်ပြတာကဘလောက်လူတွေဒေါသမောဟတွေကြီးနေလဲဆိုတာကျွန်တော်တင်ပြတာစင်ကြပါခွန်းလို့တင်တာလေခွန်းလို့ကြပါတိကန်တင်တာလေတိကန်ကြပါလူဘဝတူတူလေးအဲ့လိုပဲကျွန်တော်ဘဝမှာလှုပ်တင်လှုပ်တိုက်တာလေလှုပ်ပါအများအတွက်ဆိုဗျာလှုပ်တင်လှုပ်တိုက်တယ်လှုပ်ချပလိုက်လှုပ်ချပလိုက်အများအတွက်လှုပ်တာဆိုလှုပ်တာချပလိုက်ဗျာဆော့လာဆော့ပလိုက် Thank you